အရွယ်နဲ့မလိုက်အောင်ချက်စရာကောင်းပြီးမင်းသမီးတွေလိုတရုပ်ဆောင်နိုင်လို့ TikTok ပေါ်မှာနာမည်ကြီးနေတဲ့ဆက်တက်နှစ်သမီးလေးစုရတီဦးပရိသတ်များလုံးမင်္ဂလာပါရှင်။ဘောင်မီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါရစေ။အခုတလော့တီတော့ပေါ်မှာနာမည်ကြီးနေတဲ့သူလေးကတော့ရုပ်ရှင်မင်းသားမင်းသမီးတွေရဲ့ item တွေနဲ့တတိယရဲတူအောင်ကိုတရုပ်ဆောင်နေတဲ့သမီးလေးစုရတီဦးပါ။လက်ရှိရောက်ရှိနေတဲ့ခေအရာ IDK ဖြစ်တဲ့အတွက်လူတိုင်းနဲ့တော့ internet လူမှုကွန်ရက်စာမျက်နှာနဲ့တော်တော်လေးကိုအသားကျနေကြမှာပါ။ အင်တာနက်သုံးနာမျိုးကလည်းတရက်တာပေးမန်းနာတွေကိုအမောပြေဖို့အတွက်အသုံးပြုတာမျိုးအလုပ်ကိစ္စတွေအရာအသုံးပြုတာမျိုးတွေရှိကြပါတယ်။နောက်ပြီးတော့လူတွေကြားထဲမှာရေပန်းစားအောင်မြင်နေတဲ့ TikTok ပေါ်မှာလည်းအချင်းချင်းဝါသနာအရာဖန်တီးမှုလေးတွေလုပ်ပြရင်းနဲ့အမောပြေနေကြတာပါ အခုလိုမျိုး TikTok crazy တွေဆိုရင်အမျိုးမျိုးနာမည်ကြီးအောင် အောင်မြင်အောင်လို့ဗီဒီယိုအသေးအစမ်းတွေကိုဖန်တီးတာမျိုးတွေမင်းသားမင်းသမီးတွေလိုမျိုးတရုပ်ဆောင်တာမျိုးတွေကိုတွေ့မြင်ရပါတယ်။ပြောရမယ်ဆိုရင်တော့အခုလိုကာလမှာ TikTok ဟာအောင်မြင်တာနဲ့ချက်ချင်းဝင်ငွေတွေရပြီးတော့ဆယ်လီတယောက်ဖြစ်သွားဖို့အထီတောင်လုံလောက်ပါတယ်။ TikTok ကိုကြည့်လိုက်ရင်လူတွေစိတ်ဝင်စားတဲ့အကြောင်းအရာတွေကခုန်ကြတာမျိုးတွေနဲ့မြန်မာနိုင်ငံမှာဆိုရင်အကျော်ကြားဆုံးတွေကတော့မဟောတရာတောင်ဖြည့်ရှင်းလို့မနိုင်လောက်တဲ့ပြဿနာတွေအများကြီးကို လူတွေကပို့ပြီးတော့စိတ်ဝင်စားကြတာဖြစ်ပါတယ်။အဲ့ဒီလိုကနေဆိုရှယ်မီဒီယာပေါ်မှာတဖြည်းဖြည်းနာမည်ကြီးလူသိများလာပြီးတော့အောင်မြင်သွားကြတာပါ။လူကြီးကလေးတွေက အစဆိုရှယ်မီဒီယာပေါ်မှာရှိနေကြပြီးတော့ TikTok တွေဆော့တာကပြတာမျိုးတွေလှုပ်လာကြပါတယ်။နောက်ပြီးတော့လေဆိုရှယ်မီဒီယာပေါ်မှာကိုတက်ကျွမ်းတဲ့ထဲလန်းတွေတချင်းဆိုတာတွေမင်းသားမင်းသမီးပုံစံနဲ့တရုပ်ဆောင်တာတွေကြောင့်တမျိုးဆန်းပြီးတော့စိတ်ဝင်စားလာကြပြီးနာမည်ကြီးဆယ်လေးဖြစ်လာပါဗျ။ နောက်ပြီးတော့ TikTok ပေါ်မှာနာမည်ကြီးတာကတော့မင်းသားမင်းသမီးတွေနဲ့တပုံစံနဲ့တူအောင်တရုပ်ဆောင်တာတွေအပြင်ကိုတထက်တဲတူနေတဲ့သူတွေပါတော်တော်များများကနာမည်ကြီးတာကတော့မြင့်မြတ်ကလုံးလို့ပြောရမှာပါဒါပေမဲ့လည်းအခုတလုံးနာမည်ကြီးနေတာကဂုံးပုံရဲ့ item တွေအတိုင်းလုံးဝကိုတူအောင်တရုပ်ဆောင်နိုင်တဲ့သမီးလေးယွန်းယွန်းခေါ်စုရည်တီဦးဖြစ်ပါတယ် ။တမင်းလေးစုရည်ဒီဦးဟာအစားကတော့ဂုံးပုံရဲ့မရဲကျောင်းရွာရုပ်ရှင်ဇက်ကားကြီးရဲ့ဇဝင်ကန်းကိုပြည်ပြင်အောင်တရုပ်ဆောင်ထားတာပါ။လူတွေတော်တော်များများကလည်းအဲ့ဒီမှာတင်တမင်းလေးစုရည်ဒီဦးကိုသတိထားမိသွားကြတာပါ။ ဂုံးပုံကြောင့်မတော်ဆောင်တွေကိုခွန်မတ်နေမှာဝင်ရေးပေးသွားပါသေးတယ်။တမီလေးစုရည်ဒီဦးကလည်းတီတီဂုံးပုံရဲ့ item တွေကိုအမြဲတမ်းအားကျနေသူဖြစ်ကြောင်းပြန်လည်ပြောပြခဲ့ပါသေးတယ်။အတိုင်းငယ်ငယ်သာရှိသေးပေမယ့်ဝိုင်းရင်တယောက်ဆောင်ကြီးလိုမျိုးပြ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 တယောက်ဆောင်နိုင်တာကြောင့်ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိထားပါတယ်။ပရိသတ်တွေကတော့တမီလေးစုရည်ဒီဦးရဲ့ item တွေကိုကြည့်ပြီးတော့တချိန်ကျရင်ရုပ်ရှင်လောကကိုဝင်ရောက်လာခဲ့ရင်အောင်မြင်မှုတွေကိုရရှိလာနိုင်တယ်လို့တောင်းထင်ကြပေးနေကြပါတယ်။နောက်ပြီးတော့တမီလေးစုရည်ဒီဦးကဂုံးပုံရဲ့ item တွေတင်မကသေးပဲတ ြားသောသရုပ်ဆောင်တွေရဲ့ item တွေ၊ဇဝင်ကန်းတွေ၊ရုပ်ရှင်ဇာတ်ကားတွေနဲ့ဗီဒီယိုဇာတ်ကားတွေအတိုင်းကိုအတန်နဲ့အတန်ထားစကားပြောပုံ၊လက်ဟန်ခြေဟန်တွေကအစားပြည်ပြင်းနေအောင်ကိုသရုပ်ဆောင်နိုင်ပြီးတော့ကြည့်ရတဲ့သူတွေတောင်မှလိုက်ပါစီမျောသွားနိုင်တာပါ။ဘာပဲပြောပြောဒီလိုမျိုးကလေးလေးအရွယ်ကလေးကဒီမရဲ့ကျွမ်းကျင်ပိုင်နိုင်တဲ့အရင်ချင်းတွေအကုန်လုံးကိုထုတ်ပြရဲတဲ့တတိရှိတာကတော့တကယ်ကိုတော်ပြီးတော့ချီးကျူးဖို့ကောင်းတယ်လို့ဆိုရမှာပါ။သမီးလေးစုရဲ့ဒီဦးရဲ့မိဘတွေကလည်းကန့်ကွက်တာမျိုးမတွေ့ရပဲလိုက်ပြီးတော့အားဖြည့်ပေးတာကိုတောင်တွေ့ရပါတယ်။နောက် ောက်ပြီးတော့ဝန်စားစင်ရင်မုံကစားတခြားတတူရွေတူကောက်မလေးတွေလိုဟိုဘော်ဒီဘော်ဝိတာမျိုးတွေမရှိပဲမြမယင်ကျေးမှုနဲ့အညီဝန်စားစင်ရင်တတူတူဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိထားတာပါ။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေကလည်းတမီလေးစုရဲ့ဒီဥရဲ့ item တွေကိုသဘောကျနှစ်သက်ရဲ့လားဆိုတာပြောပြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။